Writing Lessons Part 4 Writing Lessons Part 4 Article Attitude Now Tomo Now Phrase ဒီနဲ့ပေါင်းတဲ့ပုံစံဖြစ်ပါတယ် Article ဆိုတာဘာ၄လဲဆိုတော့ A in there ဒါဒီကို article လို့ခေါ်ပါတယ် Attitude ဆိုတာကတော့တောနဲ့မြန်မာလိုတောနဲ့ဆုံးတဲ့အရာတွေပဲဖြစ်ပါတယ် နောင်သမုတ်နောင်ဖေးဆိုတာကတော့တက်ရှိတက်မဲ့ drag ရှိ drag မဲ့အမည်အားလုံးပေါ့နော်အသက်ရှိတာရောအသက်မဲ့တာရော drag ရှိတာရော drag မဲ့တာရောပြောချင်တာကတော့မြင်လို့ရတာရောမြင်လို့မရတာရောပေါ့နော်ဒီသုံးခုကိုတွဲမယ်ဆိုရင် article ကိုအရင်ရေးပါပြီးတော့ adjective ကိုရေးပါပြီးတော့ noun သမုတ် noun phrase ကိုရေးပါ number 1 a clever student လိမ္မာသောကျောင်းသားတရားဒီနေရာမှာမြန်မာနဲ့အင်္ဂလိပ်လိုရေးကြတဲ့နေရာမှာကွာခြားတဲ့ဟာလေးပြောခြင်းပါတယ်ဒီမှာတယောက်ဆိုတဲ့ဟာဒီ a အင်္ဂလိပ်လိုရေးတဲ့အခါပထမအဦးဆုံးမြန်မာလိုရေးတဲ့အခါနောက်ဆုံးရောက်နေတယ်တတိထားပါကျန်တဲ့လိမ္မာသော माँ तो चाहता चाहता तरी ठा से जिन्ना का इंगली लो ये खा जरो टिकू टुका उठे जाओ का ए परमाऊ जो फिर फ्लेवर ले माँ तो टूटिया नहीं स्टूडेंट चाहता का टटिया नहीं जमा लो ये खा जरो ले माँ तो परमाऊ जो नहीं आपसे चाहता का ုတိယနေရာဖြစ်နေတယ်တယောက်ကနောက်ဆုံးဖြစ်နေပါတယ်ဆိုတော့ဒီမှာ article agitated now မြန်မာလိုကြတော့နာမဝိတေသနာနံပြီးမှတယောက်ဆိုတဲ့ဟာနောက်ဆုံးကဖြစ်နေပါတယ်ဒါလေးတတိထားပြီးတော့လေ့လာစေချင်ပါတယ် number 2 a clever dog လိမ္မာသောခွေတက္က Number three, A Kid University, Kando Tegdu Taku. Number four, A Kid Engineer, Todo Engineer Taya. Number five, A Kid Orange, Ayada shido Orange Titalum. article adjective noun မြန်မာလို့ဆိုရင်အရသာရှိသောနာမဝိသနာခြေရာနာကနောက်ကတက်လုံးဆိုတဲ့အရေးအတွက်ပြတဲ့စလုံးဟာနောက်ဆုံးက number 6 a good am a student တော်တော် am a ကျောင်းသားတရား number 7 and an interesting story စိတ်ဝင်စားစရာကောင်းသောပုံပြင်တစ်ပုဒ်ဒီနေရာမှာ a ရဲ့အစား an ကိုသုံးထားပါတယ် an an ကိုသုံးထားပါဘာကြောင့် an ကိုသုံးရလဲဆိုရင်သူ့ရဲ့နောက်ကကတ်လို့လိုက်လာတဲ့ adjective က interesting interesting အာတန်နဲ့စတဲ့အတွက်ကြောင့်တနည်းအားဖြင့်ပြောရင်တရတန်နဲ့စတဲ့အတွက်ကြောင့် and apple and tristy. Taja A and Anu Dora Chip. Tegelo and Tristing Lu Core Atan Pretty Saloon Madomene Giando Atane Massare Saluna Don't give me Suri Tiniama Ebe Yama Chipper. တခုတကောင်တယောက်ဆိုရင်ပေါ့နော် um interesting story စိတ်ဝင်စားစရာကောင်းသောပုံမြင်တစ်ပုဒ် number 8 um active student တော်လည်းတော့ကြောင်းသားတရားဒီနေရာမှာလဲ active အတန်နဲ့စတဲ့အတွက်ကြောင့် an r ကိုသုံးရတာဖြစ်ပါတယ် number 9 um interesting student စိတ်ဝင်စားစရာကောင်းသောကြောင်းသားတရား Number 10 arm attracted edge ဆွဲဆောင်မှုရှိသောမင်းသားတရားဒီနေရာမှာပြောချင်တာ arm ကိုဘာကြောင့်သုံးသွားလဲဆိုရင် interest day အာတန်နဲ့စလို့ဒီနေ့အပုပ်မှာလည်း an arm ကိုဘာကြောင့်သုံးသွားလဲဆိုတော့ attract အာတန်နဲ့စလို့ဒီပုပ်မှာလည်း interested အာတန်နဲ့စတဲ့တွေတော့အန်ကိုသုံးပါတယ်ဒီမှာလဲ attracted အာတန်နဲ့စတဲ့တွေတော့ am အန်ကိုသုံးပါတယ် number lever are attracted actress ဆွဲဆောင်မှုရှိသောမင်းသမီးတကြ number 12 third the fourth country confuse တန်ပြီ never touch the developing countries. When you say dengue, Number fourteen, The interesting story, seven zadia gondo bongi. Number fifteen. The interesting stories, seven zadia gondo bongi. Number sixteen. a beautiful house လှပသောအိမ်တစ်လုံး number 17 there are beautiful houses လှပသောအိမ်များဒီနေရာမှာတတိထားကြလေးတွေကိုနည်းနည်းပြန်ပြောပြပါမယ် attractive ဆိုတာကအတန်နဲ့စထွက်လို့ an an ကိုတောင်းရတာပါတခုတစ်ကောင်တရားမှာ age ရှိပါတယ် AN AN ရှိပါတယ်အဲ့ဒီအနက်ကနေကနေတဲ့စလုံးကအတန်ထွက်တယ်ဆိုရင် AN AN ကိုတုံးပေးပါစနေတဲ့စနေတဲ့စလုံး AN AN စနေတဲ့စလုံး AN AN ဒီ AN ကိုဘာကြောင့်တုံးရလဲဆိုရင်သူနဲ့ကတ်နေတဲ့အလုံးကအတန်နဲ့စထွက်လို့ပ နောက်ပြီးတော့တတိထားเสียတစ်ချက်ကအာချီကေ THC ကိုနောက်ကဂီတန်လို့ခေါ်ရဲအတန်နဲ့မစတော့စလုံးရဲ့ခြေကအတန်ထွေးရင်ဘဲလို့ထွက်ပါ Number 4ချင်းမှာလို့ interesting အတန်နဲ့စထွက်တဲ့စလုံးနဲ့ကတ်လို့ရတဲ့ KHC ိုကြတော့သီလို့ထွက်ပါတယ်။ဒါလေးမှတ်သားစင်ကြမာတယ်။နောက်တစ်ချက်ကထွဲနဲ့ထထင်းနဲ့ကိုကြည့်ပါ။ country ဆိုရင်တိုင်းပြည်ဖြစ်ပါတယ်။ C O U N T R Y wine နဲ့ဆုံးတာ wine ကိုဖြုတ်လိုက် IES ပေါင်းထည့်လိုက် countries တိုင်းပြည်များဒါဒီ noun အနည်းကနေ noun အများ ဖြစ်သွားတဲ့ပုံစံမှာဒီမှာလဲ fortune နဲ့ fortune မှာကြည့်ပါ story wine နဲ့ဆုံးပါတယ်ဒီ wine ကိုဖြုတ်ပြီးတော့ IES ပေါင်းထည့်လိုက်ရင် stories အ ਨੇ ကနေအများပြောင်းသွားပါတယ်ပုံပြင်ကနေပုံပြင်များပြောင်းသွားပါတယ်ဒါလေးကိုမှတ်စေချင်ပါတယ်